အမေရိကန်သည်အဘဲကြောင့်အရှိအလေပိုင်းသို့စီတဲလေးယုတ်များဆေလွတ်ခဲ့သည်ပြီးခဲ့သော ရက်အနည်းငယ်အတွင်းအရှိအလေပိုင်းသို့ဝေဟင်မစီဖြစ်ပေးသည့်စီတဲလေယူအစီ၃ဆကျော်ကို အမေရိကန်ကဆေးလုခဲ့ကြောင်းအမေရိကန်အရာရှိနှစ်ဦး၏ပြောကြားချက်အရသိရသည်။တကယ်၍အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အစ္စရေးအီရန်ပဋိပက္ခတွင် ပါဝင်ရန် အမိန့်ပေးမည်ဆိုပါကအဆိုပါရေနံတဲလေယူများကိုအီရန်နိုင်ငံအပေါ်အစ္စရေးတိုက်လေယာဉ်မရှင်များကိုပံ့ပိုးကူညီရန်အတွက် ဝေဟင်ထဲတွင်စီဖြစ်ပေးသည့် malaria refueling စွမ်းရည်ဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်ဤစွမ်းရည်မရှိလျှင် အစ္စရေးစစ်လေယာဉ်များသည်မိမိနိုင်ငံသို့ပြန်မသွားမီအီရန်နိုင်ငံပေါ်တွင်ရန်သူကိုရှာဖွေရန်အချိန်ကန့်အသက်သာရှိနေနိုင်သည်အစ္စရေးလက်တွင်ရေနံတင်တင်မောလက်တဆုပ်စာရှိတော်လဲပဋိပက္ခဤပထမအချိန်တိုက်ခိုက်မှုတွင် အစည်းနှစ်ရနီးပါးအီရန်နိုင်ငံကိုအစ္စရေးကဆေလွတ်နေသည့်ဂျက်လေယာဉ်အရေအတွက်ကိုရင်းတို့ကစီဖြစ်ရန်မထောက်ပံ့နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ကပြောကြားခဲ့သည့်အစ္စရေးကြက်တိုက်လေယာဉ်များသည်ရွှေပြားသွားလာနိုင်သောအီရန်၏ပဲ့ထိန်တုံးကြီးစင်များကိုရှာဖွေပစ်ခတ်ရန်အတွက်အချိန်ကြကြာနေနိုင်ရန်လိုအပ်ပြီးထိုပဲ့ထိန်တုံးကြီးစင်များသည်ပုံအောင်နေနိုင်သလိုအစ္စရေးလေယာဉ်များမရှိတော့သည့်အခါပြန်လည်ပြစ်ခတ်ရန်ကြိုးထိုးခြင်းဖြင့်ပြန်လည်ထွက်ပေါ်လာနိုင်သည့်အတွက်အီရန်နိုင်ငံအပေါ်ကြာကြာပြန်တန်းချိန်သည့် ပို၍အရေးကြီးပါသည်အီရန်နျူကလ িয়ার စက်ရုံများကို တိုက်ခိုက်ရန်ထရန့်ကအမိန့်ပေးပါကအမေရိကန်လေတပ် B2 ဘုံးကျဲလေယာဉ်များကိုစီဖြစ်လေယူများကပံ့ပိုးပေးနိုင်ပါသည်ဒေတာတွင် ပြည်ပခများတွင်ယခင်က B2 တိုက်လေယာဉ်များသည်မစ်ဆိုရီမစ်ရှိုရီရှီနင်းတို့၏တခုလေးသော အခြေစိုက်စခန်းတွင်ဖြန့်ကျက်ထားခဲ့ပြီးအသွာပြန်ခီးအတွက်ဝေဟင်တွင် ရှိနေရန်လောင်စာဆီများဖြစ်ပေးရန်လိုအပ်မည်ဖြစ်သည်လေကြောင်းမှရေနံတဲလေယုတ်ပြန်များသည် B2 နှင့် ဒီ၅ဆယ်နှစ်ဘုံကျဲလေယာဉ်များကိုဖြန့်ကျက်ထားနိုင်ုံသာမကဒေတာတွင်ရှိရင်းဤအခြေစိုက်စခန်းများမှာအခြားအမေရိကန်စစ်လေယာဉ်များနှင့်အိန္ဒိယသမုဒ္ဒရာတွင်ရှိ လေယာဉ်တင်သင်္ဘောများကိုလည်းတိုက်ခိုက်ရန်အမိန့်ပေးခံရပါကထောက်ပံ့နိုင်ပြီဖြစ်သည် အမေရိကန်စစ်တပ်ဝင်ပါရင်ပြင်လို့မရတဲ့အကျိုးဆက်တွေကြုံရလိမ့်မယ်လို့အီရန်ခေါင်းဆောင်တတိပေးပါချင်ပါမယ်မပါချင်မပါဘူးလို့ထရန့်ပြောလက်ရှိအစ္စရေးအီရန်ပဋိပက္ခမှာအမေရိကန်စစ်တပ်ကဝင်ပါလာမယ်ဆိုရင်ပြင်ဆင်လို့မရနိုင်တဲ့အကျိုးဆက်တွေကြုံရလိမ့်မယ်လို့ အီရန်အစိုးရအဓိပတိအယာတိုလာလီခါမီနီကသတိပေးပြောကြားခဲ့ပါတယ်။မဟာမိတ်အစ္စရေးနိုင်ငံကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကိုအမေရိကန်ကစစ်ရေးအရာ ကိုထိလက်ရောက်ပါဝင်ကူညီစေဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစဉ်းစားနေကြောင်းသတင်းတွေထွက်ပေါ်လာချိန်မှာ ်ခါမီနီကထရန့်ကိုရည်ရွယ်ပြီးအခုလိုချင်းချောက်ခဲ့တာပါခါမီနီကိုယ်တိုင်ကပြောဆိုတာမဟုတ်ပဲသူ့ရဲ့ကြေညာချက်ကိုအီရန်အစိုးရသတင်းဌာနရဲ့သတင်းတင်ဆက်သူတဦးကဖတ်ကြားသွားရမှာအမေရိကန်စစ်တပ်ရဲ့ဘလို့ပုံစံနဲ့ပါဝင်ဆွတ်ဖက်မှုမျိုးကမဆိုပြန်ပြင်လို့မရတဲ့ထိခိုက်မှုအကျိုးဆက်တွေကြုံလာစေမှာဖြစ်တယ်လို့ပါရှိခဲ့ပါတယ် အစောပိုင်းလုံးကအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထိတ်တန့်အရာရှိတဦးအပါအဝင်ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တချို့ကထရန့်ဟာအီရန်နျူကလ িয়ার အဆောက်အုံတွေကိုအစ္စရေးရဲ့တိုက်ခိုက်မှုမှာပါဝင်အကူအညီပေးဖို့အလေးနက်စဉ်းစားနေကြောင်းသတင်းဌာနကပြောကြားခဲ့ပါတယ် တကယ်လို့အမေရိကန်ကသာကိုထိလက်ရောက်ဝင်ပါမယ်ဆိုရင် ဖြစ်နိုင်ခြေအရှိဆုံးပြစ်မှတ်နေရတခုဟာဖော်ရိုယူရေနီယံတန့်စင်စက်ရုံ ဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီစက်ရုံဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းမှာအရေးပါဆုံးအစိတ်အပိုင်းတစ်ခုအဖြစ်လည်ပတ်နေပါဗါတယ်။ ဖော်ဒိုဟာတောင်တလုံးရဲ့အောက်ဖက်ပေ၃ရာလောက်အနက်မှာမြေအောက်ဘန်ဂါရီနဲ့အခိုင်အမာတိစောက်ထားတဲ့နေရာဖြစ်ပြီးအီရန်ရဲ့အစွမ်းထက်ဆုံးလေကြောင်းကာကွယ်ရေးစနစ်တွေဖြန့်ကျက်ထားပါတယ်။ကွန်ပီနယ်ထဲမှာတည်ရှိတဲ့အဲ့ဒီနေရာမှာအီရန်ရဲ့နျူကလ িয়ার လက်နက်တွေကိုစမ်းသပ်တီထွင်နေတယ်လို့ယုံကြည်ရပါတယ်။ထရန့်ဟာဇွန်လ18ရက်မနက်ပိုင်းတုန်းကအဲ့ဒီကိစ္စအတွက်လို့ယုံကြည်ရတဲ့ဆွေးနွေးမှုတစ်ခုကိုသူ့ရဲ့လုံခြုံရေးအရာရှိတွေနဲ့အတူအင်ဖြူလော်မှာပြုလုပ်ခဲ့ပါတယ်။ တက်ရောက်သူတွေထဲမှာဒုတိယသမ္မတ James David Vance နိုင်ငံသားရေးဝန်ကြီး Marco Rubio ကာကွယ်ရေးဝန်ကြီး Pete Hegseth အမျိုးသားထောက်လှမ်းရေးဌာနအကြီးအကဲ 2C Capet CIA ထောက်လှမ်းရေးဌာနအကြီးအကဲ John Yak Cliff နဲ့အရှိအလေပိုင်းဆိုင်ရာ American အထူးကိုယ်စားလှယ် State Week of တို့ပါဝင်ခဲ့တယ်လို့သိရပါတယ်ဇွန်လ16ရက်ကအင်ဖြူတော်ရဲ့မြခင်ပြင်မှာတည်င်းထောက်တွေနဲ့တွေ့ဆုံတဲ့အချိန်အီရန်မှာ အမေရိကန်ကစီးရေးအရာပါဝင်ဆွတ်ဖက်မလားဆိုတဲ့မေးခွန်းကိုတော့ Trump ကတိတိကျကျဖြေဆိုဖို့ငင်းဆန်သွားခဲ့ပါတယ်ဒီအကြောင်းကိုသူမပြောနိုင်ကြောင်းသူ့အနေနဲ့ဝင်ပါတာမျိုးရှိနိုင်တယ်လို့ဝင်မပါတာလည်းဖြစ်နိုင်ကြောင်းသူပါဖြစ်ချင်တယ်လဲဆိုတာကိုဘယ်သူမှမသိကြောင်းဒါပေမဲ့သူပြောနိုင်တာတစ်ခုကအီရန်ဟာလောလောဆယ်အရန်ဒုက္ခရောက်နေပြီးဆစ်ဆက်ဆွေးနွေးချင်နေပြီဖြစ်ကြောင်း Trump ကပြောကြားသွားပါတယ် သူဟာအစောပိုင်းတုန်းကလည်းအီရန်အနေနဲ့ချွင်းချက်မရှိအရှုံးပေးတဲ့နေပြီလို့မှတ်ချက်ပေးခဲ့တယ်လို့ခါမီနီပုံအောင်နေတဲ့နေရာကိုတည်ထားကြောင်းဒါပေမဲ့လောလောဆယ်တော့ခါမီနီကိုရှင်းလင်းဥမှမဟုတ်ကြောင်းလူမှုကွန်ရက်မှာရေးသားထားခဲ့ပါသေးတယ် အီရန်ရဲ့နျူကလ িয়ার နယ်မြေတွေကိုထပ်မံတိုက်ခိုက်ဖို့အစ္စရေးအရေးမွဲ့ပြောအီရန်နျူကလ িয়ার နယ်မြေတွေကိုတိုက်ခိုက်မှုတွေဆက်လုပ်မှာဖြစ်ပြီးအီရန်နိုင်ငံလည်းပိုင်းရှိဖော်ဒါစခန်းဟာတေချာပေါက်ပြင်းထန်ဖြစ်လာမယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကအင်ကာနီမှာပြောကြားခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့ဟာနက်တင်နရှိနျူကလ িয়ার အဆောက်အုံတစ်ခုအပါအဝင်အခြားနယ်မြေများကိုတိုက်ခိုက်ခဲ့ပြီးဖြစ်ပေမဲ့ဖော်ဒါစခန်းဟာအလွန်နက်တဲ့မြေအောက်မှာတည်ရှိပါတဲ့အစ္စရေးနိုင်ငံမှာအောင်မြင်သောတိုက်ခိုက်မှုလှုပ်ဆောင်ရမှာလိုအပ်တဲ့ဘန်ကာကွင်းပုံးတွေမရှိတာကြောင့်အမေရိကန်နိုင်ငံကထောက်ပံ့ပေးဖို့တောင်းဆိုထားပါတယ်။ ်အစ္စရေးတပ်မှုတွေဟာထိတ်တန့်အီရန်စစ်ဘက်ကောင်းဆောင်တွေအဆောက်အုံတွေနဲ့နျူကလ িয়ার နယ်မြေတွေကိုတိုက်ခိုက်ခဲ့ပါတယ်။သတင်းပတ်တစ်ခုနှစ်ခုအတွင်းအစ္စရေးစစ်တပ်ရဲ့ရည်မှန်းချက်ပြစီနိုင်တယ်လို့ဒေသန္တရမီဒီယာတွေကဖော်ပြခဲ့ပါတယ်။အီရန်နိုင်ငံကလည်းဒုံးကျည်တွေနဲ့လက်တုပ်ပြန်တိုက်ခိုက်ခဲ့ရာအစ္စရေးနိုင်ငံအလယ်ပိုင်းမှာလူ9ကြီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေမပြီးဆုံးသေးဘူးလို့အီရန်ကာကွယ်ရေးညီစည်းချုပ်အဒူရာဟင်မော်စာဘီကပြောပါတယ် အခုချိန်ထိလှုပ်ဆောင်ခဲ့သမျှစစ်စင်ရေးတွေဟာတတိပေးချက်တွေသာဖြစ်ပါတယ်အဖြစ်ပေးတဲ့စစ်စင်ရေးတွေကိုမကြာမီလှုပ်ဆောင်သွားပါမယ်လို့ငင်းကဆိုပါတယ်အီရန်ရဲ့အစ္စရေးအပေါ်နောက်ထပ်တိုက်ခိုက်မှုတွေစတင်ခဲ့ပြီလို့နိုင်ငံပိုင် Transnet သတင်းဌာနကဖော်ပြခဲ့ပါတယ်